အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ30ရက်ညနေခင်းစေရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်နေပြည်တော်ကောင်စီနယ်မြေမှာလှုပ်ရှားမဲ့အဖွဲ့တွေအတွက်တခုသတိပေးလိုပါတယ်ဖျက်ဆစ်မီရရှိနေတဲ့အခြေအနေသားနေပြည်တော်ကောင်စီနယ်မြေက CCTV တွေအားလုံးအလုပ်လုပ်ပါတယ်ပြီးခဲ့တဲ့ရက်ကကျင်းမနာအမတ်85ခြေတင်တိုင်းတပ်ဘေးကနေအော်ဆဲသွားတာကိုငလိုက်ချောင်းတရား CCTV ကနေဆိုင်ကယ်နံပါတ်လူအကုန်မြင်လိုက်ရပါတယ် စီစီတီဗီအားလုံးကိုနေပြည်တော်တိုင်းစစ်ဌာနချုပ်ကထိန်းချုပ်ထားပြီးတိုင်းစစ်ဦးစီးမှုကနေစစ်ရုံးချုပ်စစ်ဘက်ရေးရာလုံခြုံရေးဌာနကိုသတင်းပေးပို့တင်ပြရတာဖြစ်ပါတယ်။နေ့က9နာရီနေ့လယ်7နာရီညနေ4နာရီနဲ့ည6နာရီပုံမှန်သတင်းပို့ရတာဖြစ်ပါတယ်။ပြည်သူတွေရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်နေသလိုမင်းအောင်လိုင်းစိုးဝင်းတို့ရဲ့လမ်းကြောင်းဆိုရင်လည်းစစ်ရုံးတွေကထွက်လာပြီးကြာဘက်ဝိုင်းကိုဖြတ်သွားပါပြီ။ဟိုတယ်ဆုံးအစည်းအဝေးခန်းမတွေကိုဝင်သွားပါပြီ။စသည်ဖြင့်နောက်လျှောက်ကင်းထောက်သတင်းပို့နေရတာဖြစ်ပါတယ်။ နေပြည်တော်တနယ်တွေကအတိုင်းအတဖွဲ့တွေမှန်သမျှရိတ်တာတွေကိုပြင်ဆင်နေကြရတယ်လို့သိရှိရပါတယ်။ရွေးကောက်ပွဲကိုယ်စားလှယ်တွေနေထိုင်ဖို့လို့သိရပါတယ်။ရိတ်တာတွေကအရေးပေါ်ပြင်ဆင်နေတာဖြစ်ပြီးသခိုင်းကလည်းကြောင့်ပြိုကျတဲ့စစ်ဘက်ဆိုင်ရာအစအဦးတော်တော်များများကတော့ဇာကြမကြသေးလို့မပြင်ဆင်ရသေးဘူးလို့ဆိုပါတယ်။ရိတ်တာဘက်ကကိုမရေငပေးပေးနေတာမို့ကုန်ပါဆိုင်တွေကလည်းကြီးလမ်းမှုဝေတော့တွေလည်းအကျွေးနဲ့ဆောက်ပေးနေရတယ်ဆိုပြီးညှိတွားနေကြတာကိုလည်းကြားရပါတယ်။ မန္တလေးတိုင်းတပိတ်ကျင်းဆောင်မှန်ပဲကိုယနေ့မနေ့အစောဝိုင်တွဲနေရင်နဲ့ဘုံအလုံးရင်50နီးပါးကျဲချတိုက်ခိုက်သွားခဲ့တာရှိပါတယ်။အစိုးရအနေမြေဘက်ကဥပပေါင်းတပ်တွေဟာလေကြောင်းနဲ့တိတ်ပြီးဂရုမစိုက်ပါဘူး။မြေပြင်စစ်ကြောင်းထိုးဝင်လာတဲ့အင်အားကိုလည်းရင်ဆိုင်နိုင်ပေမဲ့ FPV နဲ့အသေးစားမိုက်ခရိုကင်းတော့ drone တွေအသုံးပြုလာတဲ့စစ်ကောင်စီရဲ့စနီးပြူဟာကြောင့်သာယာယီအရေးနိုင်နေရတာလို့ယူဆရပါတယ်။ပေါ်ကရုံးရဲ့အကြောင်းတီနေရာကမန္တလေးလာချိုလန်း 16ပိုင်5ပါလုံးဖြစ်ပါတယ်။ပုံကိုကြည့်ပါ။နောက်မှာ22ပိုင်ကုန်းကြီးအစွန်းကိုမြင်တွေ့ရပါတယ်။ကျောင်းလိုက်တွင်ရတ်တော်မူရုပ်ဘွားတော်တစုကိုရရာအနေနဲ့စစ်စီးတုတ်ထားတာလည်းရှိပါတယ်။မကွေးတိုင်းဗရန်တန်နယ်ပစီနိုင်ရကန်တိုင်းတိုက်ခိုက်ရေးနဲ့စီတိုးကြိတ်ခါတွေတည်ဆောင်လာတဲ့မော်တော်ယာဉ်၄စီးဟာ၄ချောင်းရံကာဝေးစခန်းကိုယနေ့မနေ့တက်လာတာကိုတွေ့ရပါတယ်။ကျောက်ထုနယ်မြေကန်တပ်အမှတ်368အမြောက်တပ်ရင်းနဲ့ကအင်အားတစ်ထောင်ဝန်းကျင်ကရှိတဲ့စစ်ကြောင်းအကြောင်းထွက်လာနေတာရှိပါတယ်။ ဒီစကြောင်းကတော့ခင်မိတယ်လို့ဆိုရမှာဖြစ်ပါတယ်။ချင်းချားတောင်းနေမဟုတ်ပဲကြောပေါ်ရည်တွေဖြစ်နေလို့ပါ။တထဲကထွက်ထွက်ချင်းဂုံမူရက်ကွက်ထဲမှာတက်ပြနေရာယူပြီးပန်ဆန်းတရမှာဒေတာကန်တွေကိုစစ်ဆေးမှုတွေပြုလုပ်ပြီးနေ့လည်ခင်းမှာတော့ပန်ဆန်းကြီးရွာတွေကိုစတင်ဝင်ရောက်လာတာကိုတွေ့ရပါတယ်။ကချင်ပြည်နယ်ဖားကနေတာလုံခင်းပေါ်စီသားမှာဂျမန်လေး10နာရီဝန်းကျင်ကလက်နက်ကြီးကြားရောက်ပောက်ကွဲမှုတွေရှိခဲ့လို့ဒေတာကန်တွေစိတ်တော့ကရောက်နေကြရပါတယ်။လုံခင်းမှာဝင်ကွန်ကရစ်တရာအနီးကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးအထူးကဲ့ရှိတယ်လို့တော့မကြားရဘူးဖြစ်ပါတယ်။ ယနေ့မနေ့ဆိုင်းအောင်ရွာရက်ွက်တုံးခိုင်ကြီးစင်73စီစတိုင်မှာမိလောင်